တနိုင်ငံလုံးပတ်လည်နေတဲ့လူတယောက်ကြောင့်ကျွန်တော်ပြောပြမယ်ဒီလားကျွန်တော်ကြုံခဲ့တဲ့လူတယောက်နားထောင်မလားတော့မသိဘူးတနိုင်ငံလုံးပတ်ပြီးဘလို့လိန်လဲဆိုတော့ကျွန်တော်ပြောပြမယ်မိသားစုလိုက်တနိုင်ငံလုံးပတ်ပြောင်းပြီးတော့နေရာတိုင်းမှာလိန်ပြီးနေရာအခုအထိဒီလူကမနှံ့သေးဘူးထင်ပါတယ်အခုလဲဒီလူကဆက်သွားနေကုန်ပါပဲကျွန်တော်အဆင့်မြင့်တဲ့ခုကမှမန်နေဂျာလို့တော့ကဒါကျွန်တော်ဒီဝန်တန်းကိုနောက်ဆုံးလုပ်ခဲ့တာပေါ့နော် အဲ့ဒီအဆင်မြင့်တဲ့ခူကန်တစ်ခုမှာကျွန်တော်မန်နေဂျာလောက်တော့လူတယောက်မိသားစုလိုက်ပြောင်းလာပြီးတော့လာရောက်တဲခူကြတယ်ဗျသမီးလေးတယောက်ပါတယ်အဲ့ဒီအဲ့ဒီလူကလဲလဲလဲတယ်ဗျချီးကျူးရရင်တော်လဲတော်တယ်သူကအချိန်တိုအတွက်မှာခင်မအောင်လုံနိုင်တယ်သူတို့ရဲ့အာသာချက်ကဘလူနီယာဘက်ရောက်ရောက်သူတော့တွေ့တဲ့လူနဲ့စက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းမှာကိုသူ့ကိုစကားတွေဖောင်ဖွဲ့ပြီးခင်မအောင်တိအောင်ကျွမ်းအောင်ရင်းနှီးအောင်လုံနိုင်တဲ့အာသာချက်တွေရှိတယ် အဲ့လိုနဲ့အဲ့လိုကကျွန်တော်ရဲ့တဲခုခံကိုရောက်လာပြီးတော့တလားလောက်တဲတယ်ပေါ့ဗျာတလားလောက်သူကဒီ long stay တဲတယ်ဆိုတာသူကဒီနေရာမှာလာပြီးတော့ plan ချတာ plan ချပြီးတော့အိမ်တိမ်ကိုသူကနေရာတစ်ခုကိုငှားတယ်ငှားပြီးမိသားစုလိုက်နေကြတယ်ပေါ့နေကြပြီးတော့အဲ့ဒီအိမ်အနီးနားကလူတွေနဲ့လက်တော့ခင်အောင်နေတယ်ဗျနောက်ပြီးသူကဟန်ကုဖို့မန်ကုဖို့ပေါ့သူကလုပ်ငန်းကြီးကြီးလုပ်နေတဲ့လူတယောက်အယောင်းဝယ်လုပ်နေတဲ့သူတယောက် ။တနေရာကနေပြီးတော့ဒီဟိုဒီနေရာမှာမြေတစ်ခုခုဝယ်ပြီးအခြေချနေထိုင်ဖို့အတွက်ကိုစီစဉ်နေတဲ့လူတယောက်လူလိုပုံစံမျိုးနဲ့ရောက်လာတယ်ဗျာ။ရောက်လာပြီးတော့သူ့ရဲ့ target ကနှစ်ခုရှိတယ်ဗျာ။တဲခုကမ်းမှာရှိနေတယ်ကျွန်တော် ကလည်း manager ဆိုတော့ကျွန်တော်စီရနေပြီးတော့တစ်ခုခုလည်းရအောင်ကြံစီဖို့အစီအစဉ်ရှိတယ်နောက်တစ်ခါသူနဲ့အနီးနားကခင်မင်းတဲ့သူတွေဆီကနေပြီးရသလောက်သူယူပြီးတော့သူလစ်ဖို့အစီအစဉ်ကသူ့ရဲ့ပလန်အဲ့လိုပေါ့ကျွန်တော်တော့မှလဲသွားတယ်ဗျာစိတ်သေးလား အဲ့လူဘလောက်ထိဆက်ဆံရေးကောင်းပြီးတော့ဆက်ဆံရေးတော်ပြီးတော့စကားပြောဘလောက်ကျွမ်းကျင်လဲဆိုလို့ရှိရင်တော့ကျွန်တော်ပြောပြပြเสียလူအောင်မရှိဘူးအဲ့လူကကျွန်တော်စီမှာကျွန်တော်ကြိုက်တတ်တဲ့ဝသားဟင်းတို့ကျွန်တော်ကြိုက်တတ်တဲ့ငါးပေါင်းတို့အဲ့ဒီဟာမျိုးတွေကိုသူကနေတိုင်းဝယ်လာတယ်ဗျာသူတို့ရဲ့ဒီလူလည်းရဲ့အာသာချက်ကသူ့ရဲ့အိတ်ထဲကနေအရင်ပေးကြွေးတာအပြင်ကျွန်တော်နဲ့ဂီတာတီးပြီးသချင်းနေဆိုတဲ့ဟာခင်မယောင်လုပ်တယ်ဟာဒီပစ္စည်းလေးညီလေးမင်းယူထားလိုက်မင်းနဲ့လိုက်တယ်ဘာညာပေါ့ကျွန်တော်ကတတိတစ်ခုရှိသွားတာက အခုမှသိတဲ့လူတယောက်ကိုဘာမှမသိဘဲနဲ့ကျွန်တော်ကငါတခုခုသတိထားပြီးနေမှဖြစ်မယ်ဆိုတဲ့စိတ်မျိုးလေးတော့ကျွန်တော်စိတ်ထဲမှာဖြစ်တယ်။နောက်များမကြမီမှာကျွန်တော်ကမခံဘဲနဲ့သူကကျွန်တော်ကိုလိန်ခွင့်မရလိုက်ဘူးပေါ့ဗျာ။ဒါပေမဲ့ဘ누구သူလိန်ခွင့်ရလိုက်လဲဆိုတော့ तू အိမ်ငှားနေတဲ့ကျွန်တော်ဟိုစကားကမိသွားတယ်။ကျွန်တော်တက်ခုကမှာတဲပြီးတော့ကျွန်တော်တက်ခုကမှာ तू တလားလောက်နေပြီးချက်ကောက်လုပ်တယ်အိမ်ရပြီဆိုပြီးတော့အိမ်ငှားနေတယ်ပေါ့အဲ့အိမ်နာဟိန်သူ မိသားစုလင်မယားလေးကကုံစင်းရောက်ပြီးပတ်စံလေးတွေစုထားတယ်ပေါ့ဗျာစုထားတော့ပတ်စံလေး50လောက်ရှိပုံရပါတယ်အားရခင်ဗျာကျွန်တော်ဆိုင်ကယ်အယောင်းဝင်လုပ်ပါတယ်ခင်ဗျာဒီဟိုဟာကျွန်တော်ဆိုင်ကယ်တွေသွားချတော့မှာတယ်ဒီမှာတယ်ဟိုဖြစ်ရင်ကျွန်တော်ထဲညဘောကပြောင်းအောင်ကျုပ်ကလုတ်ပေးမယ်ကျွန်တော်ဒီမှာမြေလဲမေးပြီးပြီဆိုတော့ဟိုလူတွေရိုးသားတဲ့လူတွေဆိုတော့ဒီမှာလဲတလားလောက်နေတယ်သူတို့သားသမီးတွေကိုလည်းပေးရဲကျွေးရဲလုပ်တော့ယုံကြည်သွားပြီးတော့လုပ်ငန်းတစ်ခုလုပ်မယ်ဆိုပြီးရှိတဲ့ပတ်စံလေးတွေပေးလိုက်တာပေါ့ဗျာနောက်ဆုံးကြတော့ညဆယ်နှစ်လောက်ကြီးမှာ အဲ့ဒီလူလိမ်မိသားစုကအဲ့ဒီသူတို့ငှားထားတဲ့အိမ်မှာမနေတော့ဘဲနဲ့ကျွန်တော်တက်ကုန်အောင်ယာယီမင်းရောက်လာတယ်။ဘာလို့လဲဆိုတော့ဟာတရဲ6လူညီလေးရတယ်။အခုတော့ဘာမှတော့အနာမပြောခဲ့ဘူးတဲ့။တိတ်တိတ်လေးထွက်လာတာတဲ့။ဘေးလူတွေလန့်ကုန်မှာစိုးလို့တဲ့။နော်စောစောဟိန်းလူမိသားစုကိုလည်းမသိရှာဘူး။သူတို့ကလည်းအိပ်ပျော်နေကြပြီပေါ့ဗျာ။တရဲ6လူဆိုပြီးတော့လက်ထဲမှာလည်းအထုပ်တွေပိုးနေဆိုတော့ကျွန်တော်လည်းအဲ့ဒီအထုပ်တွေပိုးတွေကိုစောင်းနေကောင်းနေချောင်းနေပါ냐။ထင်ပြီးတော့ကျွန်တော်လည်းသိမမေးတော့ဘူးပေါ့။ဘယ်ဟုတ်မလဲဗျာ။ သူတို့ကဒီသူတို့နယ်လှက်ပြောင်းဖို့အတွက်ကိုပေါင်းအိုးတွေဘာတွေညာတွေရောဒီအိတ်ထဲတွေမှာအကုန်လုံးပကံတွေရောရှိတဲ့ဟာတွေနယ်လှက်ပြောင်းဖို့အတွက်ကိုပိုလူစီကပတ်စံ၄50လောက်ကလည်းရလာပြီဆိုတော့သူကညာအင်းမင်းညနေပိုင်းလောက်တည်းကကားလက်မှတ်တွေဘာတွေဂျူရင်စီစဉ်ထားပုံရတယ်အဲ့တော့ညာအင်းမင်းကျော်တက်ခုကံကိုရောက်လာပြီးတော့အိတ်တယ်အဲ့လူကလည်းတညာလုံးလိုလိုမအိမ်ဘူးပြကျွန်တော်သတိထားမိတာ check in အပြင်ထွက်ထွက်ကြည့်တယ်ဟိုလူလိုက်လာမှာဆိုလို့သတိသတိထားမိပြီးတော့ရိပ်မိပြီးတော့ မနှမိုးလင်းကြတော့အဲ့ဒီကားကိုအစောဆုံးကားကိုသူကအထုပ်တွေအပိုးတွေတင်ပြီးတော့သားမိသားဖသုံးအောင်လစ်သွားကြရတယ်လစ်သွားကြတော့ကျွန်တော်လည်းသူတို့ရဲ့ဒီကိုရေးကိုတာကိစ္စတွေခြားကိစ္စတွေကျုပ်ကလည်းမမေ့ပြဖို့ပေါ့ဗျာအဲ့မနှ7နှစ်9နှစ်လောက်ရောက်တော့ဟိန်းသူကလားကဟိန်းသူလူမျိုးအကိုကရောက်ရောက်လာတယ်ဟာဟိုမတွေ့လို့ဒီမှာမြောက်နေလားမသိဘူးမိသားစုလိုက်လည်းမတွေ့ကြတော့ဘာညာဆိုတော့အဲ့မပြဿနာဆတာပါ တော့ပြောချင်တာအဲ့လူကနယ်လှည့်ပြီးရှောက်လိန်တာဗျာနောက်ပြီးတော့သူပြန်သွားတဲ့အချိန်ကျမှမြို့ထဲမှာဘယ်လောက်ထိလောက်ခဲ့လဲဆိုလို့ရှိရင်ရှိသမျှလူတော်တော်များစီကတသိန်း၂သိန်းမျိုး၄၅သိန်းမျိုး၁၀သိန်းမျိုးတွေအများကြီးပါသွားတယ်ဗျာဒီလူကသိစကားပြောကောင်းပြီးတော့ရုပ်ရည်ကလည်းတန့်တယ်ဗျာမိမကလည်းချောတယ်အဲကျွန်တော်ကိုအဲကျွန်တော်စီမှာတဲပြီးတော့သူမိမကိုဟင်းနေချက်ခိုင်းပြီးကျွန်တော်ကိုကြွေးပြီးတော့အမျိုးမျိုးတောင်မှသူကဟိုကျွန်တော်ကို တွေးဆောင်ဖျားယောင်းဇေတဲ့သဘောမျိုးတော့လုတ်ခိုင်းတာဘာမှလုံးလို့မရလို့ဒါသူတို့ဘာမှမရသွားတာပေါ့နော်အဲ့ဒီကျွန်တော်ဝန်ထမ်းလုတ်ခဲ့တဲ့အချိန်တော့ရှိပါတယ်အဲ့တော့ဒီလိုလူအစ်စ်တွေမိမိရဲ့ပတ်ဝန်းကျင်မှာဘယ်သူမှမသိတဲ့လူတွေကအဲ့လိုမျိုးပေါ့နော်ဒီအချိန်တုန်းတည်းမှာခင်မယောင်လုတ်ပြီးတော့ဟိုသူတို့ရဲ့အာသာချက်ကိုအသုံးချပြီးတော့ခင်ယောင်မယောင်ပျော်ရွှင်အောင်ကြည်နူးအောင်သူတို့ကလုတ်တက်ကြတယ်ဗျအဲ့လိုလုတ်ပြီးတော့ကိုယ်စီကနေပြီးတော့ဆုံးရှုံးမှုတွေအကျိုးယုံမှုတွေပါမသွားအောင်သတိထားကြပါဘူးအတို့မှမသိတဲ့လူဖုန်းနံပါတ်မပေးနဲ့ လုံးဝအကြောင်းမသိသေးတဲ့လူခင်မဲမှုတွေမပြပါနဲ့ဒါလေးကျွန်တော်သတိရအောင်အားလုံးပြောပြပြစီနော်အဲ့တော့ဒီကာလမှာလူလိန်ဆိုတာကဆိုရှယ်မီဒီယာမှာနေမဟုတ်ဘူးခင်ဗျအပြင်မှာအဲ့လိုမျိုးမိသားစုလိုက်အဲ့လိုတမျိုးလုံးလိုက်ပတ်ပြောင်းပြီးတော့လိန်နေကြတဲ့လူတွေရှိပါတယ်လို့နော်လူလိန်နေပေးကကင်းဝေးပါစီ